ပဖြစ်သူရဲ့ super arm ဝဲခန္ဓာကိုကြည်ရင်ကွင်းမေးမှာ PD တွေဝေချနေတဲ့ Messi ဒီနေ့မှာတော့ကမ္ဘာကျော်ဘောလုံးကျက်ပွဲဘောလုံးသမိုင်းမှာကြီးကျယ်ဆုံးကစားသမားတစ်ဦးဖြစ်သက်မှတ်ခံထားရတဲ့ Lionel Messi အတွက်တွတ်ရှင်စရာသတင်းတစ်ခုကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် Messi ကသူ့ရဲ့သားလေးတွေဖြစ်တဲ့ Ciro နဲ့ Diego Messi တို့ရဲ့ Inter Miami Academy တင်းနေတဲ့သူ Drinker Super Lar တွေကိုကင်မြောက်ခဲ့တာကိုမြင်တွေ့ခဲ့ရပြီးနောက်ဂုံယူဝဲမြောက်နေခဲ့ပါတယ် ဖြစ်ချိန်တိုင်းတိုင်းဘလူးနီယောဆုရှင်ဖြစ်ခဲ့တဲ့လီယိုနယ်မက်ဆီဟာပြီးခဲ့တဲ့မမော်ရီယယ်ဒေးဝီကန်ကပေါင်မိုက်ဖလော်ရီဒါမှာထူးထူးလေးကျင်းပခဲ့တဲ့နယ်မြေကျော်လူငယ်ပြိုင်ပွဲရဲ့နောက်ဆုံးဆင့်ပွဲစဉ်တွေကိုတက်ရောက်ကြည့်ရှုခဲ့ပါတယ်။ဒီဂျွန်းကပ်ပြိုင်ပွဲဟာအမေရိကန်နဲ့ကမ္ဘာတစ်ဝန်းကထူးချွန်ထက်မြက်တဲ့လူငယ်ကစားသမားလေးတွေစုဝေးပြီးသူတို့ရဲ့ရည်ချင်းတွေကိုပြသရနေရာတစ်ခုလည်းဖြစ်ပါတယ်။အနာဂတ်ရဲ့ဘောလုံးကျယ်ပွဲနဲ့ထွက်ပေါ်လာနိုင်တဲ့ပြိုင်ပွဲတစ်ခုဖြစ်တာကြောင့်အလုံးရေးပါပါတယ်။မက်ဆီဟာသူ့ရဲ့ဇနီးဖြစ်သူအန်တိုနီလာနဲ့အတူကွင်းပေးမှာပွဲကြည့်ရင်၂၀၂၅ဒရင်းကပ်ရဲ့နောက်ဆုံးဆင့်ပွဲစဉ်တွေကစားတာကိုကြည့်ရှုခဲ့ပါတယ်။သူ့ရဲ့သားလေးတွေဖြစ်တဲ့ဆီရိုနဲ့ဒီယာဂိုတို့ဟာချန်ပီယံစုပလာကိုစုကူးနိုင်ခဲ့တာကြောင့်ဖခင်ဖြစ်သူမက်ဆီနဲ့ပြောရှင်စာအားပေးနိုင်ခဲ့ပါတယ်။ ဒီလိုမျိုးဖခင်ကကွင်းမေးကနေကိုတိုင်ကိုကြအားပေးနေတာကလူငယ်ကစားသမားတွေတိုက်တဲ့စိတ်ဓာတ်ခွန်အားဖြစ်စီမှာအမှန်ပါပဲချန်ပီယံစုရယူနိုင်ခြင်းဆိုတာမစီရဲ့သွေးသားထဲမှာပါပါဝင်နေတဲ့ရည်ချင်းတစ်ခုလိုပါပဲအခုတော့သူသားလေးတွေဖြစ်တဲ့စီရိုနဲ့ဒီယာဂိုတို့ကလည်းထိတ်တန်းဆူပလာကိုဂိုင်မြောက်နိုင်ခဲ့ကြပါပြီသူတို့ကအင်တာမိုင်ယမီရဲ့လူငယ်ကယ်ရီဘီယံစနစ်အောက်မှာဖွံ့ဖြိုးတိုးတက်လာခဲ့တာဖြစ်ပြီးဒီအောင်မြင်မှုကသူတို့ရဲ့စူးစမ်းအားထုတ်မှုနဲ့ရည်ချင်းတွေကိုပြသလိုက်တာပဲဖြစ်ပါတယ်ဖလော်ရီဒါရဲ့နေရာအောက်မှာသူသားလေးတွေပျော်ရွှင်နေတဲ့အသင်းပေါ်တွေနဲ့တူဆူပလာတွေဂိုင်မြောက်တာကိုကြည့်ပြီးမစီရဲ့မျက်နှာမှာပီတီအပြုံးတွေပေါ်လွင်နေခဲ့ပါတယ်ဖခင်တူဦးအနေနဲ့ ီလိုမြင်ကွင်းမျိုးကိုကြည့်ရှုရတာသူ့ရဲ့ဘောလုံးကစားသမားဘဝအောင်မြင်မှုတွေတက်တောင်ပို့ပြီးပြောရှင်ကုန်ယူစရာကောင်းမှာအမှန်ပါပဲဒါဟာသူ့လိုသားလေးတွေရဲ့အကယ်ဒမီစင်မှာဒီလိုထင်ရှားတဲ့အောင်မြင်မှုတွေရရှိခဲ့တာပထမဆုံးချိန်တော့မဟုတ်ပါဘူးအရင်ကလည်းစူပလာတွေရရှိခဲ့ဖို့တယ်လို့သိရပါတယ်ဒီလိုဇက်တိုက်အောင်မြင်မှုတွေဟာသူ့ရဲ့ဘောလုံးနာကတ်အတွက်ကောင်းမွန်တဲ့အစာပြိုးမှုတစ်ခုဖြစ်လာနိုင်ပါတယ်စီလိုနဲ့ဒီယာဂိုတို့ဟာသူ့ရဲ့ဖခင်ဖြစ်သူလိုမျိုးထူးခြားထင်ရှားတဲ့ခြေလှမ်းတွေကိုရှောင်လိုက်နိုင်မလားတနည်းနည်းမှာသူတို့ကိုယ်တိုင်ဘောလုံးလောကရဲ့ထိတ်တန့်ကျယ်ပွင့်နေဖြစ်လာနိုင်မလားဆိုတာကတော့ပရိသတ်တွေစိတ်ဝင်စားစောင့်ကြည့်ရမယ့်ကိစ္စရတစ်ခုပါပဲမက်ဆီကိုရိုင်းရဲ့ရည်ချင်းကတကယ်ကိုထူးခြားတာကြောင့် သူ့ခြေရာကိုနင်းဖို့ခက်ခဲနိုင်ပေမဲ့သူတို့မှာဘောလုံးမျိုးရိုးရဲ့ထူးခြားတဲ့သွေးသားပါဝင်နေတာကတော့အမှန်ပါပဲလီယိုနယ်မက်ဆီအနေနဲ့ကတော့ဒီပြောချင်းစရာအခိုက်အတန့်တွေကိုခံစားပြီးတဲ့နောက်မှာသူ့ရဲ့ professional တာဝန်ကိုပြန်လည်ထမ်းဆောင်ရတော့မှာပဲဖြစ်ပါတယ်ဗုဒ္ဓဟူးနေ့မှာအင်တာမိုင်ယာမီဟာမွန်ထရီယယ်အသင်းနဲ့ကစားရမယ့် major league ပွဲစဉ်မှာမက်ဆီကပါဝင်ကစားဖို့ရှိနေပါတယ်အင်တာမိုင်ယာမီတရလက်ရှိချိန်မှာ၄ပွဲဆက်၅ပွဲပြောက်တဲ့ခြေနေကိုရက်တက်နိုင်ဖို့ကြိုးစားရမှာပဲဖြစ်ပါတယ်မက်ဆီကိုတိုင်ကလည်းဒီကစားသမားပေါ်အနောက်ပိုင်းမှာစိန်ခုံမှုတည်တည်နဲ့ရင်ဆိုင်နေရပေမဲ့အခုလိုမိသားစုနဲ့ပတ်သက်တဲ့ဒီလိုပြောချင်းစရာအခိုက်အတန့်တွေကိုတော့ပြေဝခံစားနေရတာတွေ့ရပါတယ် আমাৰ কোনো এটা ক্ষেত্ৰত আমাৰ